အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာအဲ call by reference နဲ့ call by value ဆိုတဲ့ဥစ္စာကိုကျွန်တော်ရှင်းပြပေးပါမယ် call by reference ဆိုတာဘာပြောတာလဲဆိုလို့ရှိရင်အဲ pointer လိုမျိုးပဲ address ကိုတုံးမှာလို့ရှိရင် function တစ်ခုနဲ့တစ်ခုကြားမှာတန်ဖိုးအပြောင်းလဲမှုလို့တာလို့ဟုတ်လို့ရှိရင် calculation လုပ်တဲ့ဥစ္စာတွေနဲ့ပတ်သက်လို့ရှိရင်တုံးတဲ့ဥစ္စာပြောတာ call by value ဆိုတာကြောက်လို့ရှိရင်ပုံမှန်တိုင်းတိုင်းလှမ်းပြီးတော့တန်ဖိုးကိုပေးတယ်ဒါပေမဲ့ ိုးစာအခဲမှာ calculation လုပ်ပြီးတော့ result ကိုပဲပြလို့ရတယ်ဒါပေမဲ့တန်ဖိုးကိုကျွန်တော်ရှိအကြောင်းလဲလွတ်လို့မရအောင်အဲ့လိုမျိုးကြရင်ကျွန်တော်အဲဘယ်လိုလုပ်လဲဆိုတော့ပြပြပါမယ်အခုကျွန်တော်ပြောတာရှိနားလည်မှာမဟုတ်တော့ကြပြပါအဲ့တော့ကျွန်တော် left တစ်ခုပြတစ်ခုရေးကြည့်ရပါကျွန်တော် i 10ဆိုပြီးတစ်ခုထားမယ်နောက်တစ်ခါကြာလို့ရှိရင် k 20ဆိုပြီးကျွန်တော်တစ်ခုထားမယ်ပြီးတော့လို့ရှိရင်ကျွန်တော်လုပ်မယ့်ဥစ္စာဘာလဲဆိုရင်ဒီပုံမှာကျွန်တော်ရေးမယ်မဟုတ်ဆိုတော့ကျွန်တော်ဖြတ်ပြီးတော့ဟိုမှာမပေးကျင်တော့လို့ parameter parameter မပေးကျင်လို့ ဟုတ်ပြီအင်းဆိုပြီးတော့တစ်ခုထားမယ်ပါလဲဆိုရင် spark ဆိုပြီးကျွန်တော်နာမည်တစ်ခုပေးမယ်ကျွန်တော်အင်းခါနာပြောပြရဒီထဲမှာကျွန်တော်တို့ရေအဲရေးရေးကြည့်နေတာရှိရေးလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်နောက်နောက်နောက်ဗီဒီယိုမှာရှင်းပြရမယ်ဆိုပြောခဲ့တာဟဲ့လားအခုအဲ့အစားကိုကျွန်တော်ရှင်းပြလိုက်ပါမယ်အခုကျွန်တော် in i ဆိုပြီးတော့အဲ in name 1ဆိုပြီးကျွန်တော်ပြီးမယ်နောက်တစ်ခုကျရင်ခုကျွန်တော် call by reference ကိုရှင်းပြလိုက်ပါမယ် name name 1လို့ပြီးပြီးမယ်နောက်တစ်ခါကျရင် in nan 2တူတူပေးမယ်ဟာဒီကျွန်တော်အခုဒါဘာဘာလုံးလိုက်တာလဲဘာတွေဖြုတ်ရတာလဲဆိုတော့ကျွန်တော်အခုရှင်းပြမယ်အဓိပ္ပာယ်ကဘာလဲဆိုလို့ရှိရင်ကျွန်တော် function တစ်ခုလုပ်မယ်အဲ့ function ကစလာလို့ရှိရင်သူ့မှာ original ပါနေတဲ့ tempo နှစ်ခုပါမယ်အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင် pointer နှစ်ခုဖြစ်တယ် in pointer နှစ်ခုဖြစ်တယ်ဒီမှာ pointer အဲ့ pointer နှစ်ခုကိုကျွန်တော်သုံးမလို့ရှိရင်ဒီမှာ အဲ calculation ဘာညာလုံးမလုံးပွားရင်ကျွန်တော်တန်ဖိုးတွေကိုပြန်ပြီးပြန်ပေးမယ်ဆိုတဲ့အိမ်မျိုးနဲ့ပြောတာအခုကျွန်တော်ရှင်းပြသဖြင့်နားလည်အောင်မထင်ဘူးအဲ့တော့ကျွန်တော်အဲအခုရေးလိုက်ပြီရေးပွားရင်ကျွန်တော်ရှင်းပြပြီးတန်ပြီးတော့ကျွန်တော်နောက်ထပ်ထပ်လုံးမလို့ဆိုတာပါလို့ဆိုရင်တန်ပြောတာကိုတခုကျွန်တော်ယူမယ်ပြီးရင်ကျွန်တော်အခုဒီအဒီဥစ္စာမှာကျွန်တော်ရေးနေဥစ္စာမှာဘာလုံးမလဲဆိုရင်ဒီ i နဲ့ i ရဲ့တန်ကိုဒီ key က20နဲ့ပြောင်းလဲမှုလုပ်မယ်ပုံမှန်ဆိုကျွန်တော်လုပ်လို့ရဒါပေမဲ့ဒီ function main function တွေမှာလည်းတန်းလုပ်လို့ရဒါပေမဲ့ကျွန်တော်ကဒီမှာနမူနာနည်းပြဖို့အတွက်ဒီဥစ္စာမျိုးနောက်တစ် function တစ်ခုနဲ့ကျွန်တော်လုပ်ပြအောင် ဟုတ်ပြီကျွန်တော်အခုလုပ်ခင်တာ i equal to 20ဖြစ်ရမယ် k ရကြောင့်ရှင်တန်းဖြစ်အောင်လုပ်မယ်အဲ့ဒီဆိုကြရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်အရင်ဆုံး h equal to ဆိုတော့ကျွန်တော်ထားမယ်မိုင်းနစ်ပြောမယ်ဆိုရင် pointer ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တော့မဟုတ်စား name ဥစ္စာ star sign ကိုတုံးတယ်တုံးမယ် name ကိုကျွန်တော်ယူလိုက်မယ် view ဘာရင်ကျွန်တော်လုံးမဟုတ်စားနောက်တစ်ခွကြောင့်ရှင် name ဘာကြောင့်ကျွန်တော် star sign ထပ်တုံးလဲဆိုတော့ကျွန်တော်ဖြတ်ရှင်းပြရမယ်လုံးကြရင် star sign ဘာလို့လဲ name သူဆိုပြီးကျွန်တော်လုပ်မယ် name to ပြီးွားရင် nan သူကဘာနဲ့တူရမလဲဆိုရင် equal to tan နဲ့တူရမှာဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်ရမယ်อืมဟုတ်ဒီရောဟုတ်ပြီကျွန်တော်ဒီ function ကိုခေါ်ရမှာ comment ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ခေါ်လို့ရှိရင်မလို့ခေါ်ရမလဲဆိုရင်အဲခေါ်နေကြတယ်ဆွဲဆွေးရေးမယ်ရေးပွားရင်ဒီလိုပုံစံမျိုးထားလို့မရတော့ဒီခါကျရင်ကျွန်တော် နှစ်ခုပေးရအောင်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံး normal ဥစ္စာဒီထဲမှာကျွန်တော်ဘယ်နှခုထည့်တာထည့်တာတော့ကျွန်တော်ဒီထဲမှာထည့်ဖို့လိုတယ်အဲ့တော့ကျွန်တော်ထည့်မဲ့ဥစ္စာဘာလဲဆိုရင် address of i ကိုထည့်ရမှာဟုတ်တယ်မလားအဲ့တော့ ampersand i comma ampersand k ဆိုပြီးရေးမယ်ကျွန်တော်ခု k ဆိုပြီးရေးမယ်အဓိပ္ပာယ်ကဘာလဲဆိုရင်ကျွန်တော်ဒီ swap ဆိုတဲ့ function ကိုသုံးဖို့အတွက်ကျွန်တော် main function ထဲမှာရှိတဲ့ i ရဲ့ i ရဲ့ address ရဲ့ k ရဲ့ address ရဲ့ကို dm မှာရှိတဲ့ဥစ္စာကိုကျွန်တော်ပေးပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ အခုကျွန်တော် print off ထုတ်မယ် percent d အဲကျွန်တော် i i equal to percent d comma k equal to percent d ဆိုရင်ကျွန်တော်ရေးမယ်ပြီးတော့လို့ရှိရင်အရှိဆုံးအဟာ i ဖြစ်ရမယ်နောက်တစ်ခုကကျွန်တော်ရှိ k ဖြစ်ရမယ်ဟုတ်တယ်မလားအခုကျွန်တော် run ကြည့်ကြည့်မယ်ဘာလို့ဖြစ်သွားလဲပြီးတော့ရင်ကျွန်တော်ထပ်ပြီးရှင်းပြပေးမယ် i က20ဖြစ်သွားတယ် k က10ဖြစ်သွားတယ် ဟုတ်ပြီကျွန်တော်ဒီ function ဒီပုံမှာကျွန်တော်အပေါ်မှာရေးထားလို့တကယ်လို့အောက်မှာရေးခြင်းလဲဆိုတော့ကျွန်တော်ဒီလိုပို့ရင်ဒါလေးကို copy ဆွဲဆွဲပြီးဒီမှာတင်ဟုတ်ပြီဒီလိုပုံစံနဲ့ပြန် run ကြည့်ကြည့်မယ် i am 20ဖြစ်သွားတယ် k က3ဖြစ်သွားတယ်ဒါဘလို့ဘာမက်သနဲ့လုပ်လိုက်လဲဆိုလို့ရှိရင်ဒါပုံပုံစံမျိုးနဲ့လုပ်လိုက်လဲဆိုတော့ call by reference ဆိုတဲ့ဥစားနဲ့ပြောတာပါ call by reference ဆိုတာ address ကိုတုံးပြီးလုပ်လိုက်တာအခုကျွန်တော် main function နဲ့ပြန်စပြီးရှင်းပြမယ်အခု main function ကိုတွေ့ရမယ်ကျွန်တော်ရဲ့ main function မှာဒီမှာဒီစာဒီအကြောင်းကိုကျွန်တော်ပြောနေတာပါ အအင်းအားကြောင့်လို့ရှိရင်တန်းဆိုရင် i i ကအတန်းရှိရယ် k က20ရှိရယ်ဆိုတော့ i က30ရှိရယ် k က20ရှိရယ်ဆိုတဲ့ဥစ္စာနှစ်ခုကျွန်တော်ပြီးတာတယ်ပြီးတော့လို့ရှိရင်ကျွန်တော် swift function ကို swift function ကိုကျွန်တော်ပို့လိုက်တယ်အဲ့နှစ်ခုဒါပေမဲ့ကျွန်တော်ဘာကြောင့်ဒီဥစ္စာတုံးလဲဆိုရင်ဒီမှာရှိနေဥစ္စာ pointer တွေဖြစ်တယ်အဲ့တော့ pointer တွေကဘာကိုပဲလက်ခံနိုင်ရယ် address ကိုပဲလက်ခံနိုင်တယ်အဲ့တော့ကျွန်တော်ပို့ရမယ့်ဥစ္စာ address ကိုနှမ်းပို့မှရမယ်အဲ့တော့ဒီနှစ်ခုရဲ့ address ကိုပို့လိုက်ပေါ်လိုက်တဲ့ခါကျတော့ဒီ functional ရဲ့ရောက်လာတဲ့ခါကျရင်ကျွန်တော်ဒီထဲမှာရေးထားတဲ့ဥစ္စာ int num1 pointer pointer num1 ရှိရယ် pointer num2 ရှိရယ်ဒီမှာကျွန်တော် pointer num1 pointer num2 ပြီးပွားရင်ကျွန်တော် not ခါထည့်ပြီးတော့ဒီအောက်မှာထည့်ပြီးတော့ a pointer num1 ဆိုရင်ကျွန်တော်ထပ်ပေးကြမှာလို့တော့သူ့မှာ original ရှိသလားဆိုတော့အသိပဲလို့ပြောရတယ်အဲ့တော့ source ဆိုတော့ source ဆိုတော့ fashion နဲ့မှာကျွန်တော်တို့စစ RAM ဆိုတာနဲ့ဒီဥစ္စာနှစ်ခုကတန်ဖိုးရှိနေဆိုတော့အသိပဲပြောရတယ်အဲ့တော့ကျွန်တော်လောက်ထားဥစ္စာ in တန်ဒီဥစ္စာတန်ဖိုးအဲတန်ဆိုတော့ဥစ္စာကျွန်တော်တခုယူရယ်အဲ့တန်ဖိုးဆိုတော့ကျွန်တော်နေရာလဲဖို့အတွက်ကျွန်တော်ကြိုးစားမယ်အဲ့တော့ sun equal to the at uh the name မှာမှာရှိရသူ့မှာရှိရဒီဥစ္စာ address ကိုကျွန်တော်ဒီမှာတန်ဖိုးအနေနဲ့ပြောင်းလိုက်တယ်အဲ့တော့ဒီရဲ့တန်ဖိုးက name ဝင်အဲဒီဥစ္စာရဲ့တန်ဖိုးကတတ်မြဲဥစ္စာဖြစ်ပါတယ်ဆိုတော့ tmb ရဲ့ဥစ္စာဖြစ်ပါတယ်ဆိုကျွန်တော်လုံးလိုက်တယ်အဲ့တော့ tam ကဘာနဲ့တူရလဲဆိုလို့ရှိရင် name ဥစ္စာနဲ့တူတာ name ကတကယ်တမ်းတူနေပါလေဘာနဲ့တူနေလဲဆိုရင် i နဲ့တူနေဟုတ်တယ်မလားအဲ့တော့ tam က30ဖြုတ်သွားတယ်နောက်ထပ် name ကကြောက်လို့ရှိရင် name 2နဲ့တူလို့ဆိုပြီးလောက်တယ်အဲ့တော့ တော့ဒီမှာ pointer ဆိုအလေးဥစ္စာကိုတုံးမရမတုံးလို့ရှိရင်မရအောင်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ loss and delay ဆိုမှရှိတာ address ပဲဖြစ်တယ်အဲ့တော့ address ဖြစ်နေတဲ့အခါကျကျွန်တော်ကနေပေါ့အဲ value ကိုပြောင်းဖို့အတွက်ကြိုးစားရတယ်အဲ့တော့ value ကိုပြောင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အဲ star sign ကိုတုံးအောင်အဲ့တော့ star sign num1 ဆိုတော့အခါကျအတိတ်ပဲပြောရတယ်အစဲတစဲဆိုတာ i ကိုပြောတာ i equal to k ဆိုပြီးတော့ပြောရတယ်အဲ့တော့အတိတ်ပဲက i က10မဟုတ်တော့နောက်ထပ်ပြီးတော့10လုံးဝမဖြစ်နိုင်တော့အဲ့တော့20ဖြစ်သွားတယ်အဲ့တော့အခု ဒီနံမွားနဲ့နံတူးမှာရှိတဲ့တန်ဖိုးက20 20ပြီဖြစ်နေအဲ့တော့ကျွန်တော်နေရာပြောင်းဖို့လုပ်နေရအဲ့တော့ဘာဖြစ်မှာဆိုနံတူးကို30ပြောင်းဖို့ပြောင်းဖို့လိုတယ်ဟုတ်လားကျွန်တော်လက်ထက်မှာ30ရှိဥစ္စာဘာလဲဆိုရင် temp ဆိုတဲ့ဥစ္စာရှိတယ် TMB ရှိတယ်အဲ့တော့အဲ့ဥစ္စာကိုပြောင်းမယ်ဆိုတဲ့ခါကျရင် nam2 equal to temp ဆိုပြီးကျွန်တော်ရေးလိုက်တဲ့အခါကျရင်ဒီ nam2 ရဲ့ဥစ္စာဘာပြောရလဲဆိုရင်ဒီဥစ္စာ PMB မှာ30ရှိနေအဲ့ခါကျတော့ NAM 2က30မဟုတ်20ထပ်မဖြစ်တော့ဘူးအဲ့တော့30ပဲဖြစ်တော့ဒီနောက်ကြောက်လို့ရှိရင်ကျွန်တော် program လက်ဒီ function တစ်ခုလုံးပြီးလို့ပြီးသွားတဲ့ခါကျတော့ဗာသိပ်ပဲပြောရလဲဆိုရင် i က20ဖြစ်ပြီး k က30ဖြစ်သွားအဲ့တော့ screen မှာကျွန်တော်ရေးပြလိုက်တဲ့ခါကျလို့ရှိရင်ထွက်ပြလိုက်ထွက်လာတဲ့ဥစ္စာ i 30အဲ20 k 30ဆိုပြီးဖြစ်သွားတယ်ကျွန်တော်ပြန် run run ကြည့်ကြည့်မယ်နည်းနည်းတိုင်းပါပဲဟုတ်ပြီကျွန်တော်အခု video ဆောက်ကြလို့ရှိရင် call by အဲ graph line လို့ခေါ်တယ်ကျွန်တော်အခု call by value နဲ့ကျွန်တော်စူးစမ်းကြည့်ကြည့်မယ်ဘယ်လိုဖြစ်အောင်လဲဆိုတော့ကျွန်တော်လုပ်ကြည့်ကြပါဦးဟုတ်ပြီကျွန်တော်ဒီဥစ္စာကိုတော့တိတ်ထားလိုက်ဒီအနေဒီတိဟုတ်ပြီကျွန်တော် image function ထပ်ပြီးရေးကြည့်ကြည့်မယ်ဒီဘောလို့ရှိရင် ဟုတ်ပြီအခုကျွန်တော်လုံးမောက်စာအခုနောက်အတိုင်းမဲ့ in i ဟုတ်ပြီဒါကြီးကျွန်တော်ပြန်ကူးလိုက်မယ်ပြန်ကူးပွင့်အခုကျွန်တော်အောက်မှာရေးမောက်စာ in အဲ swap ဆိုပြီးကျွန်တော်ရေးမယ် ခါကျရင်ကျွန်တော်အဲတန်မိုးလှမ်းယူမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီထဲမှာ pointer ဆိုပြီးရေးဆံပြီးတော့ in num1 ဆိုပြီးကျွန်တော်ရေးမယ်နောက်တစ်ခုကြောက်လို့ရှိရင် in num2 ဆိုပြီးတော့ရေးလိုက်မယ်ရေးဖို့ကရင်ကျွန်တော်အခုဘာလုပ်မလဲဆိုရင်ဒီထဲမှာ in temp ဆိုပြီးတစ်ခုထားမယ်ထားပါလို့ရှိရင်ပုံမှန်အတိုင်းပဲကျွန်တော်အခုနောက်လုပ်နေတဲ့အတိုင်းပဲအဲ temp equal to num1 ဆိုပြီးထားမယ် num1 စိတ်ထားပွားလို့ရှိရင်အဲ num1 num1 equal to num2 ဆိုပြီးထားမယ် ထားပါလို့ရှိရင် num2 ရဲ့ဥစ္စာကို num1 ရှိပြန်ရောက်ဖို့အတွက်ဆိုလို့ရှိရင် num2 equal to temp ဆိုပြီးကျွန်တော်ပြန်ထားရမှာဟုတ်တယ်မလားအခုကျွန်တော်ပြန် run ကြည့်ကြည့်မယ် run ကြည့်လို့ရှိရင်အခုနောက်လိုပဲ temp ကပြောင်းသွားမလားဒါမှမဟုတ်လို့ရှိရင်မပြောင်းတော့ကြည့်ရမယ်ဒါပေမဲ့ဒီမှာတစ်ခုရှိရပါလဲဆိုရင်ဒီအခုပို့ရမယ့်ဥစ္စာရဲ့ address မဟုတ်ဘူး temp ပဲပို့ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် m m% တုံးပြရမှာလို့ဒီပေါ်မှာတက်လို့ရှိရင် a swap ဆိုပြီးရေးရမယ်အဲ a num1 ဆိုပြီးကျွန်တော်ရေးမယ် ။နောက်ကျရင် in nan 2ဆိုပြီးကျွန်တော်ရေးမယ်။ပြီး semi colon ပေးမယ်။ပေးပြီးခုကျွန်တော် range ကြီးကြည့်မယ်။ i ရ3ပဲဖြစ်တဲ့ key ကကျွန်တော်20ပဲဖြစ်နေတယ်။ကျွန်တော်လိုချင်တာအဲ့လိုပုံစံမျိုးမဟုတ်ဘူးဟုတ်လားမလား။ကျွန်တော်လိုချင်တဲ့ဥစ္စာ i ရ20ဖြစ်ရမယ်၊ key က30ဖြစ်ရမယ်။အဲ့လိုပုံစံမျိုးဖြစ်ရမှာ။ဒါပေမဲ့ဒီလိုမျိုးကျွန်တော် core by reference core by value နဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးပြောင်းလဲလို့မရဘူး။ဘာကြောင့်လဲဆိုလို့ရှိရင် तू က တန်ဖိုးပဲနှိုင်းလို့လည်းအခုကျွန်တော်ပြန်ရှင်းပြရမယ်ဒီ main function ကိုတွားမယ် main function ဆိုရင်ဒီမှာကျွန်တော်တန်ဖိုးပြရောက်ဆိုရှိတယ်ဒီ sub function ကို run မယ် run တဲ့ခါကျရင်ကြည့်ကြည့်ပါဒီကနေပေါ် number 1အသေးပဲကဒီလိုမျိုးရေးလိုက်လို့ရှိရင်ဒီရဲ့အဲ k နဲ့ i နဲ့ k နဲ့ဒီရဲ့ထည့်လိုက်လို့ရှိရင် number 1 equal to i ဆိုတဲ့အသေးပဲအဲ့တော့ number 1က30ဖြုတ်သွားတယ်အဲ့တော့နောက်ကျောက်လို့ရှိရင် number 2ကကျောက်လို့ရှိရင်20ဖြုတ်သွားတယ်ဒီခါကျဒီထဲမှာ run လိုက်လို့ရှိရင် number 2ကကျောက်လို့ရှိရင်30ဖြစ်ပြီး number 1က30ဖြုတ်သွားတယ်20ဖြုတ်သွားတယ် ဒါပေမဲ့အဲ့ဒီအဓိပ္ပာယ်ကအိုင်အီကွက်တူ20ဆိုရင်မပြောဘူးအိုင်အိုင်မျိုးအိုင်လို့ကီလို့ပြောင်းလဲပေးတယ်လို့မပြောသူပြောတဲ့ဥစ္စာသူလောက်လိုက်တဲ့ဥစ္စာဒီအဲထဲမှာရှိနေ function ထဲမှာရှိနေတယ် num1 နဲ့ num2 နဲ့ဥစ္စာကိုပဲနေရာပြောင်းလဲပေးလိုက်တာအဲ့တော့ကျွန်တော်ပြချင်တာဒီဥစ္စာကိုပြန် copy ဖိတ်ပြီးတော့ဒီထဲမှာကျွန်တော် range ကြည့်မယ်ပြချင်ကြည့်မယ်အခု num1 equal to ဥစ္စာ နံတူဖြစ်ရမယ်အဲ့တော့နောက်တစ်ခုကျွန်တော်ထည့်ရမယ်ဘာလို့ဆိုတော့ stamp ဆိုတဲ့ဥပမာလေးကဒီဒီလေး equal to percent နံပါတ်ကနံတူကောမဒါလေးတော့ tag copy ဆက်မယ်ဆက်ပိုင်းကျွန်တော်မပြောင်းခင်နေရာဥစ္စာမှာထားမယ်ဒီခါကျရင် stamp ဆိုတဲ့ဥစ္စာကိုကျွန်တော်ဖြတ်လိုက်မယ်ဘာကြောင့်လို့ဆိုတော့ဒီအဲ့ဒီမှာ တန်းဆိုတော့ဘာတန်းမှုမှမရှိဘူးအဲ့တော့ဘာမှပေါ်မှာမဟုတ်ဘူးတော့အနံပါတ်ကြီးပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်အခုပြန် run ကြည့်ကြည့်မယ်မင်းကပထမဆုံးကျွန်တော်တို့မပြောင်းခင်ပါနန်ဝိုင်းရဲ့တန်းမှုက30ဆိုပြီးရှိနေနန်သူရောက်တာ20ဆိုပြီးရှိရကျွန်တော်ပြောင်းလဲမှုလည်းလုပ်လိုက်တဲ့ခါကျတော့နန်သူကနန်ဝိုင်းက20ဖြိုးရတယ်နန်သူကကြောက်လို့ရှိရင်30ဖြစ်နေတယ်တန်ကတစ်ဆယ်ဖြစ်နေပါတော့ဆိုလို့ရှိရင်ကျွန်တော် number 1နဲ့ထားတဲ့ခါကြလို့ရှိရင်ဒီဥစ္စာတစ်ဆယ်ယူတာဟုတ်တယ်မလားအဲ့တော့ပြောချင်တာက ဒီထဲမှာပြောင်းလဲမှုရှိရင်ကျွန်တော် cosine value နဲ့ပြောင်းလဲဆိုလို့ရှိရင်လုတ်ချင်တယ်ဆိုလို့ရှိရင်အထဲထဲမှာပဲဒီထဲမှာပဲပြောင်းလဲမှုရှိတယ်သူစားပြောင်းလဲမှုလုတ်သွားတယ်ဒါပေမဲ့သူ့ရဲ့အထဲထဲမှာရှိနေတဲ့တန်ဖိုးဥစ္စာတွေနဲ့ very bad ပြီးတဲ့ဟာတွေပဲပြောင်းလဲမှုလုတ်တယ်ကျွန်တော်တို့ဒီမှာ original ပေးလိုက်တဲ့ဥစ္စာကိုသူပြောင်းလဲမှုမလုတ်ပေးဘူးအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးပြောင်းလဲမှုလုတ်ချင်တယ်ဆိုလို့ရှိရင် cosine reference နဲ့ခေါ်ပြီးလုတ်သွားတယ်တကယ်လို့ကျွန်တော်တို့က reset ကိုလုတ်ချင်တယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ i1 i နဲ့ k နဲ့ပေါင်းတာကိုလိုချင်လဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင် definition အခု definition ကျွန်တော်နားလည်လိုက်မှထင်တယ်အခုပေါင်းတဲ့ဥစ္စာကိုလုပ်တဲ့ဥစ္စာလေးကိုကျွန်တော်တခုလုပ်ပြပေးမယ်음ထားလိုက်ပါဒီဥစ္စာလေးကျွန်တော်ဟိုမှာမပိတ်တော့ဒီဒီ swap ဆိုပြီးခေါ်တဲ့ဥစ္စာကိုပဲကျွန်တော်ဖြတ်ထားလိုက်မယ်ဟုတ်ပြီကျွန်တော် ဒီနေရာမှာ not a function တခုကျွန်တော်ရေးမယ်အဲ့ဒါဒါ int sum ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ဘာလို့ဆိုတော့ပေါင်းပေါင်းမိမှာမလို့ဒီထဲမှာကျွန်တော်ဘာနှစ်ခုထည့်မလဲဆိုရင် int uh num 3 comma ကျွန်တော်ဟိုမရောအောင်စီပေါ့မမြင်မရောအောင်စီကျွန်တော်3တွေ4တွေထားလိုက်တာပါဘာမှကွာခြားမှုမရှိပါအခုကျွန်တော်လုပ်ချင်တဲ့ဥစ္စာ int ဆိုပြီး not တခု sum ဆိုပြီးကျွန်တော်တိုးတယ်ဆိုပြီးကျွန်တော်ထားလိုက်မယ် အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့မျိုးဆိုတာ total equal to nan 3 upon nan 4ဆိုပြီးကျွန်တော်ရေးလိုက်မယ်ပြီးွားရ return အနေနဲ့အဲ total ကိုပြန်မယ်ဒီခါကျရင်ဒီဥစ္စာထပ်ပြီးကျွန်တော်လုတ်ဆရာမလို့တော့ဘူးအဲ့တော့တော့ဖြတ်မယ် total is ဆိုပြီးကျွန်တော်ရေးလိုက်မယ်ပြီးရင်ဒီညမှာဘာဖြတ်မလို့ဆိုရင် ဒီမှာလည်းကျွန်တော်နောက်ထပ် in တစ်ခုထပ်ပေးမယ်ဟလာ total ဆိုပြီးတော့ total equal to ကျွန်တော်လောမျိုးဥစား sin ပြီးွားလို့ရှိရင် i ထည့်မယ် k ကိုထည့်မယ်ပြီးရင် total ဆိုပြီးလာမယ်အခုကျွန်တော် range ကြည့်မယ်ဒါအရင်တော့ runner ဥစားကျွန်တော်ပြေးလိုက်မယ်အခုကျွန်တော် range ကြည့်လိုက်မယ်အာ range ကမှာကျွန်တော် parameter ပေးရမယ် sin ဒီမှာကျွန်တော်အခု in ဆိုပြီးတော့ပြေးမယ် in comma in ဆိုပြီးတော့ပြေးမယ်အဲ့ခါကျတော့ဒီနော်ပြဿနာမရှိဘာကြောင့်လဲဆိုလို့ရှိရင်အခုကျွန်တော် range ကြည့်မယ်သူကအမျိုးအစားပဲပြောတဲ့ခါမျိုးလေးဖြစ်တယ်လုံးမအတိအကျအောင်စာလိုက်ထည့်ကြရမလို့ကျွန်တော်အထက်မှာဘာမျိုးစာသုံးတာလဲအင်းမျိုးစာအင်းမျိုးစာနှစ်ခုသုံးတာအဲ့လိုမျိုးဟာမလို့အခုဆိုကျွန်တော်ဘာပြောချင်တာဆိုတော့ comma value နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တွေပြီးလိုက်တဲ့ဥစ္စာကဏန်းနှစ်ခုကိုပေါင်းချင်တာအမျိုးအမြောက်ချင်တာမျိုးစားချင်တာမျိုးလုပ်ပြီးတော့ result ကိုပြန်ထုတ်ပြန်နေတဲ့ဖြေမျိုးမှာသုံးတာပို့ပြီးအဆင်ပြေတယ် ျွန်တော်တို့တွေပေးလိုက်တဲ့ဥစ္စာကိုအပြောင်းလဲလုပ်ဖို့အတွက်ဆိုလို့ရှိရင် call by red and reference နဲ့ patterns နဲ့ချိန်းတာပို့ပြီးအဆင်ပြေတယ်လို့ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်တို့ program ရေးမယ်ဆိုလို့ရှိရင်ကိုကဘယ်ဥစ္စာပေါ်မှာခြေခံပြီးလုပ်မှာလဲပေးလိုက်တဲ့ဥစ္စာကိုပြောင်းလဲမှုလုပ်မှာလားလုပ်မယ်ဆိုလို့ရှိရင် address နဲ့လုပ်ဖို့ကြိုးစားပါဒါမှမဟုတ်လို့ရှိရင်ကိုကပေးလိုက်တဲ့ဥစ္စာမဟုတ်ဘူးကျွန်တော်တို့ပေးလိုက်တဲ့ဥစ္စာမှာအပြည့်အ calculation လုပ်မယ်အ structure လုပ်မယ်လုပ်ပြီးတော့မှ result ပြန်ကျင်တယ်ဆိုလို့ရှိရင် call by value တုံးမှာအဲ့ဒီဥစ္စာမဟုတ်ကိုကနေဘယ်ဥစ္စာလုပ်မှာလဲလုပ်မယ့်ဥစ္စာပေါ်မှာပြီးတော့ အမ်ဘယ်လိုကြိုးစားမလဲဆိုတာလုပ်ကြည့်ရပါဘောက်ပြီလားဟုတ်ပါပြီဒီဗီဒီယိုကျွန်တော်ဒီနားကရက်လိုက်ပါမယ်15မိနစ်တောင်ကျော်နေပြီဆိုတော့ဒီရက်အများကြီးဖြစ်နေပါတယ်အဲ့တော့ကျေးဇူးအများကြီးပဲတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်နောက်ထပ်အကြောင်းအရာတစ်ခုနဲ့ထပ်ပြီးရှင်းပြပေးပါမယ်ဒီဗီဒီယိုမှာဒီလောက်ပဲရက်လိုက်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်